အပြည်သူနဲ့အင်နာကျော်စင်နဲ့သူ့သမီးနဲ့ကျွန်တော်ကတဲ့ပဲကျွန်တော်ကတွေ့ရင်မျက်နှာတော်တူးနဲ့ထွေးမယ်ကောင်ကျွန်တော်လိုလူမျိုးကမက်ခိုင်နင်းဝေရဲ့ထမိန်ကိုပပလီအရီမှာလူသိရှင်ကြပြောလိုက်မယ်ရှော်ရရင်တော့မှကျွန်တော်ကိုယူတယ်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ reaction လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ကြပါအောင်နော်ဒီလ2025ပေါ့နော်ကျွန်တော်က အဲဒီအပိုင်းတွေမှာတစ်တော့မှာသတင်းတွေမတင်နိုင်တာတွေရှိတယ်။ဒါပေမဲ့ကျွန်တော်အလုပ်ကိုကျွန်တော်လုပ်နေတယ်။သတင်းတွေဘာလို့မတင်နိုင်တာလဲဆိုတော့ကျွန်တော်လူမှုရေးပရိသတ်တွေကိုပေါ့နော်ဒီငလင်းတန်းတင့်တဲ့ပြည်သူတွေအတွက်ကျွန်တော်မြေပြင်မှာတွားရောက်နေရတာရှိရပေါ့နော်ကျွန်တော်လည်းရမ်းပြင်ပန်းနေပေါ့ဒါထားပါအဲ့တော့ကျွန်တော်ပြောချင်တာကပြန်ပြီးတော့ နိုင်ငံရဲ့စီရေးအခြေအနေမြေပြင်အနေအထားတွေဖြစ်နေရာတွေကိုကျွန်တော်နောက်ထပ်ဆက်ပြောမယ်ဒါပေမဲ့ကျွန်တော်နေပြည်တော်မှာအတော်ရောက်လူတန်းဖို့အလူရှင်တူဦးကနေပြောတော်ရောက်လူတန်းမှာကိုကျွန်တော်လိုအပ်တဲ့နေရာဝင်းရံပေးမယ်လူတွေဖြစ်တယ်ပေါ့နော်အဲဒီလောက်ပါပဲပေါ့နော်အခုကတော့တောင်ကြီးမောင်အေးချမ်းနော်အောက်တန်းစားပြည်ဖြတ်များတဲ့ကဗျာရဲ့ခေါင်းစဉ်လေးက အတိတရချင်းချင်းညီလို့ကြုံသည့်အရေးခဝေးဝေးကိုပြန်တွေးလို့သာမြင်နိုင်ပါကလာရမတူ꽌ပြမှုလေလူကိုလူချင်းနားလေရင်ဖြင့်အတွင်းစိတ်အားဖြောင်းအောင်ထား၍အများအချို့ရွတ်တဲ့ဘိုးရန်ကျိုးစားမှန်စွာ လှုပ်တင်ပါလျက်ပြီးရွာဖြတ်ရေးဦးစားပေးပြီးခွေးကျင်ခွေးကြံကြံခဲ့သည်တဲ့ယခုချိန်ထိကောင်းကွက်ရှိနိုးရှာကြည့်မျိုးစုံဆက်ကြောင်းကုန်တော်အငုံစိတ်ထားအောက်တန်းစားတို့အများအတွက်ထဲမတွက်ပဲဖြတ်လို့ဖြတ်စည်း ယုတ်တိနီးဖြင့်ဆောင်းစည်းခြင်းမဲ့စိတ်တပဲ့၍ခနဲ့ခနူလေလိုင်းကိုလိုလေလိုင်းကိုလိုအချိုးမဲ့ရေရှေ့ရှုတွေးကအဝေးကနေဟောင်ကြသည်တဲ့ခွေးတက်နေကြလုံလသည်တဲ့ဒါเนาะတောင်ကြီး မောင်ရေးချန်တောင်ကြီး9ရက်4025 9နာရီအနာယောဂကင်းရှင်းပါစေရံအပေါင်းမှာကင်းရွေးပါစေကိုစိတ်နှပြအေးချမ်းပါစေတဲ့အဲ့တော့ကျွန်တော်ဘာကိုပြောချင်လဲဆိုတော့ကျွန်တော်နိုင်ငံမှာကျွန်တော်တို့အတွက်တော့မပြောတော့ပါဘူးเนาะကျွန်တော်အတွက်တော့မပြောတော့ပါဘူးကျွန်တော်ဆိုလဲအတိုက်ခိုက်ကြတယ်အတိုက်ခိုက်တာကဟိုတက်မလို့ကလူတွေလည်းကျွန်တော်ကိုတိုက်ခိုက်တယ်เนาะဟိုကျွန်တော်တို့က ဟိုတက်မတော်ထဲမှာကြီးပြင်းလာတဲ့လူတွေဖြစ်တဲ့အတွက်တော့တက်မတော်တွေကတိတ်ပြီးတော့ပေါ့နော်အချောင်းတွေကပေါ့နော်ကျွန်တော် ကနားလေတာပေါ့တက်မတော်ထဲမှာရှိတဲ့အရာရှိအရာခံအကျက်စစ်သည်အပွင့်အကတ်အမ်တိုင်းမူဥမာတကူဂျီဝမ်ဘျူဟာမူအဲရှိကြတာပဲအဲအဓိကတော့ကိုကိုရန်လက်ပြလုံဖို့လိုတယ်အခုကျွန်တော်ပြောချင်တာအဲ့အရာတွေမဟုတ်ဘူးကျွန်တော်អော်ခဲ့တယ်ပြေဒီဦးတို့မိသားစုတွေ เนาะအခုတရောင်းမှာလာလူကြရတယ်လူရမယ်လူကိုလူရမယ်ဝန်တာတယ်អော်ရတာတန်းတယ်ဘာဖြစ်လို့လဲဒီပြည်ဒီဦးနဲ့အိန္ဒါဂျိုစင်းနဲ့သူသမီးနဲ့လာလိုက်တဲ့ဥစ္စာကလူမှုဆိုရှယ်နက်ဝက်မှာ public area မှာပြန့်သွားတယ်ဒါပေမဲ့အဲ့ဒီသူတို့ရဲ့အလူလူတဲ့အလူတွေနဲ့သူတို့ရဲ့တော့သူတို့ရဲ့မျက်နာတွေရုပ်ပိုင်းဆိုင်ရာတွေတရုပ်ဆောင်တွေပေါ့အဲ့ဥစ္စာတွေကပြည်သူလူလူ ကြားထဲမှာသွားရောက်ပြီးတော့မှဒီငလင်းတံပေးတဲ့ပြည်သူလူတွေပေါ်မှာပါဝင်ပူပေါင်းလိုက်တဲ့အတွက်ခဏတစ်ပုတ်စိတ်ချမ်းသာတာတာတာသွားရတာလေကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပဲမဟုတ်ဘူးလားနော်ဒါကပြည်သူ့နဲ့အင်နာကျော်စင်နဲ့သူ့သမီးနဲ့ကျွန်တော်ကတဲ့ပဲကျွန်တော်ကတွေ့မျက်နှာတော်တူနဲ့ထွေးမဲကောင်ဒါပေမဲ့အခုလိုလုံရမျိုးတွေကြတော့သူတို့မြန်မာလုပ်ပေးရမယ်နော်ဒါပေမဲ့သူတို့ကိုယ်လည်းသူတိုင်းလည်းသူတို့လည်းတီးတင်းနေငါတို့တွေတိုင်းပြည်ကို လက်တော်ကြောင့်တောင်ပြီးစီရီယံဆိုပြီးတော့ဖြတ်ခဲ့ဘူးတဲ့အခုနိုင်ငံသူနိုင်ငံသားတွေဒုက္ခရောက်နေတဲ့အချိန်မှာအဲသူတို့ထွက်လာပေးခဲ့ဘူးတဲ့ကုညီခဲ့တယ်အဲဒါဒါတကူအခန်းကဏ္ဍတကူနောက်တကူကမက်ခိုင်နင်းဝေမက်ခိုင်နင်းဝေလို့အမျိုးသမီးရဲ့ထမိန်ကိုရှော်ဝိုင်းရင်တော့ကျွန်တော်အနေနဲ့တော့ကျွန်တော်ဆိုတာလေဒါတနိုင်ငံလုံးသိတဲ့တိုင်းပြည်လုံးသိတယ်ကျွန်တော်ဘာလို့လုပ်နေဆိုတာသိတယ် ကျွန်တော်နိုင်ငံရဲ့လူမျိုးဘလောက်ကြီးတဲ့တွေ့မှာပါပဲကျွန်တော်လိုလူမျိုးကမက်ခိုင်နင်းဝေရဲ့ဓမိန်ကို public အရေးမှာ လူသိရှင်ကြားပြောလိုက်မယ်ရှော်ရရင်တော့မှကျွန်တော်ကိုယူတယ်လူတွေဘာလို့မက်ခိုင်နင်းဝေကိုအဲ့လိုပြောကြတာလဲဖြူဖြူထွေးတို့နွယ်ပိုးအိမ်တို့နှောဟိုရေခဲကြောင်းကြီးလေးတို့အပိဇွဲထက်ကျွန်တော်ဇွဲထက်လည်းအရင်တော့ပြောခဲ့တာပဲအာဇွဲထက်ကဘလို့လောက်ပါလဲပါကျွန်တော်ပြောတယ်ဒါပေမဲ့နိုင်ငံနဲ့လိုင်းပြည်နဲ့လူမျိုးနဲ့ဖြစ်နေတဲ့အချိန်မှာ အားလုံးကကိုတက်ဆွမ်းသမျှနဲ့တယောက်လက်ကိုတယောက်ဆွဲတယောက်လက်ကိုတယောက်တွဲပြီးတော့မှကုညီနေတဲ့အချိန်မှာ ခိုင်နှင်းဝေလိုမိမမျိုးကိုမကင်နေဝေပေါ့နော်တိုက်ခိုက်နေတာခမရုမဆက်ကြဘူးလားဟမ်ခမရုဆွမ်းနာကပြားမှာပါသွားပြီးပြီဒီဇွန်နီလာတဲ့တို့ဘာလို့နင်တို့ပြန်လာကုညီလေမဟုတ်အဲ့ဇွန်နီလာတဲ့ဆိုလေအဲ့တိမ့်တန်မလား အကောင်မကအကောင်မတွေကိုချမ်းချမ်းတို့ဥမလင်းလင်းတို့ချစ်သူဝေတို့မင်းမောင်ခွန်တို့ဗမာလေမင်းတို့မှာမြမပြည်ပါအမျိုးမရှိဘူးလားမင်းတို့ကွက်ပြောက်တော်လူလို့ရတယ်ငါတို့မြမပြည်ပါဖြစ်နေတယ်ဆိုတာလူတိုင်းသိတယ်ငါတို့နိုင်ငံငါတို့တမင်ဟိုကနေပြအတင်းတံမလေအဖာတယ်မလေဒီလားစောက်ခွက်ကကြည့်လိုက်ရင်လေကျွန်တော်လီထိတ်တော့တော့မလာဘူးသူစောက်ခွက်က ကျွန်တော်ပြန်ကြည့်တယ်သူစောက်ခွက်ကြည့်လိုက်ကျွန်တော်လီထိတ်ကိုကြည့်လိုက်နေဟိုသူစောက်ခွက်ကျွန်တော်လီထိတ်လောက်မလားတဲ့ဘာတယ်မအာဘာမှလည်းကြံပြားမှမလုပ်ခဲနဲ့ဝေဖန်နေတဲ့လူတွေအောက်မှာအခုအစီအစိုးရကိုကူညီနေတာမဟုတ်ဘူးအန်အဒီကိုကူညီနေတာမဟုတ်ကြံ့ခိုင်ရေးကိုကူညီနေတာမဟုတ်ဘူးပါတီတွေကိုကူညီတာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံကျွန်တော်တို့တိုင်းပြည်နော်ဒီကကြီး၃ပါးဘေးကိုစိုက်နေတဲ့အချိန်မှာ နော်တကြက်တဲ့နောက်ဆုံးရေခဲကြောင်းတက်နိုင်တဲ့လူတော်ရေခဲကြောင်းလူနေတဲ့အချိန်နေအချိန်ကမျိုးရောက်နေတဲ့အချိန်မှာဘာလဲမခိုင်နေဝေးကိုတိုက်ခိုက်ကြတာဟမ်ကျွန်တော်တို့ပြောခဲ့ဘူးတဲ့နော်ဇွဲတက်စီတိုင်းမှာဒီဆန်းဝင်းဘယ်ဘွားတွေရောက်လာလဲအခုသူလုံနေတယ်လေဟုတ်လားသူကူညီနေတယ်လေဒီကပ်ဘေးမှာတာသမိုင်းတွေနဲ့ຫນွယ်ဖို့ရင်ကျွန်တော်လည်းမသိဘူးဟို ကလာကိုကြီးလာအိန္ဒိယလာအစ္စလမ်လာဘာကျွန်တော်တို့ဘာသာတွေမခွဲကြဘူးအကူညီတယ်ဖြူဖြူတွေလည်းကူညီနေတယ်ဆိုင်းဆိုင်တို့ကူညီနေတယ်အခုပြည်ဒီဦးတို့အိန္ဒာကျော်စင်တို့ထွက်လာတယ်တန်နေအော်ရတာလူမင်းတို့တခြားသောအမှုပညာရှင်တွေထွက်လာခဲ့ဟိုးနော်ကျွန်တော်တို့နဲ့အတူတူသွားရအောင်သွားလူရအောင်အဲ့ကြောင့်ကျွန်တော်တို့အားလုံးပြည်ပေါင်းကချပြီးတော့မှတိုင်းပြည်နိုင်ငံလူမျိုးဒါစီရေးလည်းမဟုတ်ဘူးနော်ဒါကကကြီးတို့မှဘေးကိုစိုက်နေတဲ့လူတွေအများကြီးဒုက္ခရောက်နေတာ အဲ့တော့ခိုင်နှင်းဝေလောက်တော့မလုံနိုင်တဲ့လူတွေကအောက်တန်းသားဆန်ဆန်ပြောတာဟုတ်အောက်တန်းသားတွေကအောက်တန်းသားစကားတွေပြောပြီးအောက်တန်းသားမှန်နေမှန်းကြတယ်ခမတို့တိုင်းကဘလို့လူမျိုးတွေလဲဘလို့လူမျိုးတွေနဲ့ရှင်သန်ကြီးပွားလဲဟင်ခမတို့မှာဘလောက်ပဲအကောင်းလို့လို့အဆိုးရဘာလုပ်ပေးတာတို့ဘာလို့ဖြစ်နိုင်လားဟမ်ဖြစ်နိုင်လား သူ့ခမသာသမီးတွေအများကြီးသူ့ငွေသားရတာဒီမိမကမတေခင်တည်းကနတ်ပြည်ဘုံဗိမာန်ကိုရောက်ပြီးသားခိုင်နေဝေခိုင်နေဝေတဲ့ကျော်လည်းမသိဘူးညောင်ကျွန်တော်လေးစားရဆုံးပုံကိုယ်ထဲမှာခိုင်နေဝေပါတယ်ခမလို့ချမ်းချမ်းလို့ပါဇက်ပြဲကြီးနဲ့អော်ပြီးအီတလီလိုမရဟမ်ပြောတဲ့စကားတွေအချစ်သူဝေတော့ကျွန်တော်တို့တရားနိုင်ငံပြောတာတွေဟမ်ခမရောဗျာလူအသည့်လူရဲ့ brain ညင်မရှိဘူးဗျာလူစိတ် စိန်ရမှန်မရှိဘူးပေါ့သူများကိုလိုက်ပြီးတော့မှတိုက်ခိုက်တာကျုပ်တို့ကတိုင်းပြည်ကိုမပြတ်ဘူးဆိုလို့ရတော့လေကျွန်တော်ပြောပြီးပြီခိုင်နှင်းဝေထမင်ကိုလျှော်ပေးရရင်တော့မှကျွန်တော်အမေထမင်ကပထမအဦးဆုံးဖြစ်ပြီးတော့ခိုင်နှင်းဝေကျွန်တော်မိမထမင်ကဒုတိယဖြစ်ရင်ခိုင်နှင်းဝေထမင်ကိုကျွန်တော်တတိယအနေနဲ့ကျွန်တော်လျှော်ပေးလိုက်မယ်ဘာလို့လဲကျွန်တော်နိုင်ငံသူနိုင်ငံသားအားလုံးဒုက္ခရောက်နေတဲ့အချိန်မှာเนาะဒီလိုပရာဟိတဖြစ်တဲ့